ိုင်းမင်္ဂလာပါညီမကတော့ဒီစီမံကိန်းရေးဆွဲရေးနဲ့နိုင်ငံတကာစစ်ဆင်ရေးဌာနဘက်မှတာဝန်ထမ်းဆောင်နေတဲ့အကြီးတန်းစီဒေါ်ဝင်းဆန္ဒဆိုဖြစ်ပါတယ်အဲညီမဒီနေ့ဆွေးနွေးပေးခြင်းနဲ့ကြောင်းရတာတော့ဒီစီမံကိန်းကြည့်ရအောင်ဆိုင်းခြင်းနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပေးမှာဖြစ်ပါတယ်ဒီအကြမ်းနေနေကြတော့ပေါ့နော်ဒါညီမတို့စီမံကိန်းကြီးရည်ကြောင်းသက်ဆိုင်နိုင်တဲ့အခြေအနေတွေကိုသိရှိနိုင်ဖို့ရည်ရဲတယ်ပြီးတော့ပေါ့ဒီလိုအပ်တဲ့အထောက်အထားတွေနဲ့ငွေစင်းရှင်းတဲ့တွေကိုပြည့်စုံတာပြင်ရနိုင်စေရန်ရည်ရဲတယ်ပြီးရင်ဒီ ညီမတို့ဒီကြောင်းလက်ဆောင်ရပြီးပြီပေါ့ကြောင်းလက်ဆောင်ပြီးပြီဆိုလို့ရှိရင်ဒီကြောင်းလက်ဆောင်ရဲ့ GIA ကိုဆက်လက်လုပ်ဆောင်မယ်လုပ်ငန်းစဉ်တွေသိရှိနိုင်ပြီကိုရည်ရွယ်ရဲဆိုတာကကြတော့ပေါ့နော်ဒါညီမတို့ကြောင်းပြီးတော့ပြီဆိုလို့ရှိရင်ဒီကြောင်းလေးကိုဘယ်လိုမျိုးမှတ်တမ်းထားမလဲပေါ့ဒါမျိုးချက်လေးတွေကိုသိရှိနိုင်ပြီကိုရည်ရွယ်ပြီးတော့ရှင်းလင်းဆွေးနွေးပြီးတော့မှဖြစ်ပါတယ်ရှင် ကျန်လက်စာနဲ့အချိန်ညားဆိုလို့ရှိရင်ဒါညီမတို့မန်ယူမှာလည်းပါပြီးသားပါပေါ့နော်ဒါလက်ရှိဘဏ္ဍာနှစ်အတွင်းအကောင့်တွေပေါ်စာရမယ့်ကြေးရကျန်လက်စာရမယ့်ဆိုလို့ရှိရင်ပေါ့နော်ဒါဘယ်လိုအချိန်ညီမကျန်လက်စာရနိုင်လဲပေါ့ကျန်လက်စာရနိုင်လဲဆိုလို့ရှိရင်ဒါဟိုဘိုးကြီးကကွန်ပျူတာကြီးပြောဒီအတိပြုထားတဲ့ဒီကြေးရကြေးရတွေကိုပေါ့နော် ရာပုံစေးတပြားစီမပြီးပါသေးဘူးဆိုလို့ရှိရင်ဒီမျိုးနယ်လုံးတဲ့အခွဲရပေါ့နော်ဒီဒီကျေးရွာရဲ့စီမံကိန်းဒီကျေးရွာမှာပေါ့နော်ဒီစီမံကိန်းရဲ့ဖြစ်နိုင်ဆောင်ကိုပြန်ပြီးတော့လေ့လာဆန်းစစ်ရမယ်ဖြစ်နိုင်ဘူးဆိုလို့ရှိရင်ဒါညီမတို့ပြောင်းလဲစာရမယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ပေါ့နော်ဒါစီမံကိန်းကိုစိတ်ပါဝင်စားမှုအားနည်းမယ်ဆရာခက်တာမှုမရှိဘူးပေါ့ပြီးရင်ကျေးရွာလူကြီးသားတွေကလည်းစီလုံးညီညွတ်မှုမရှိဘူးနယ်မြေလုံးလုံးမှုမရှိဘူးဆိုလို့ရှိရင်လည်းဒါဒီအဲ့ဒီလက်ရှိဘဏ္ဍာရေးအတွက်မှာစီမံကိန်းပြောင်းလဲဆောင်ရမှာဖြစ်ပါတယ်အဲပြီးတော့ပေါ့နော်ဒီအတည်ပြုထားတဲ့စီမံကိန်းကျေးရွာယူနစ်တွေမှာပေါ့ဒီဒီဆက်ရကျေးရွာတွေနဲ့ပေါင်းဆက်ပြီးတော့ပြောင်း ောင်းနဲ့ဆောင်ရွက်မယ်ဆိုရင်လည်းဆောင်ရွက်လို့ရတယ်။အဲ့လိုမှမဟုတ်ဘူးအကျိုးပြုတရားကိုရှော့ချပြီးတော့အကောင့်ထဲမှာအကောင့်ထဲမှာဆောင်ရွက်မယ်ဆိုလို့ရှိရင်လည်းအဲတောင်းနဲ့ဆောင်ရွက်လို့ရပါတယ်ရှင်။ နောက်ကကျောင်းလက်ဆိုင်နိုင်ငံအခြေအနေကကြတော့ဒါညီမတို့ဒီအကောင့်ပေါ်စာရဲစဲကြီးရပါတော့ဒီ၁၄၅နေစပြီးတော့ဒီဘက်ဘန္နာနေပြီးပေါ့ပြဟိုကောင့်ပေါ်စာရဲနေတဲ့ကြီးရရင်ကျောင်းလက်ဆိုင်မယ်ဆိုလို့ရှိရင်ပေါ့နော်ဒါဘလို့ချင်းဒီမှာကျောင်းလက်ဆိုင်ရဲ့မလဲပေါ့ဘလို့ချင်းဒီမှာကျောင်းလက်ဆိုင်မလဲဆိုလို့ရှိရင်ဒါစမဲအဲကြီးရလုပ်ငန်းခွင့်နေပေါ့နော်ဒီကြီးရဒီကြီးရသားတွေကစမဲကင်းကိုဆက်လက်ဆောင်ရဲ့လို့မရှိတော့ဘူးပြီးရင်စိတ်ကောင်းစားမှုအားနေတယ်စီလုံးမြေမှုညှို့မှုပ ုလည်းကြောင်းလက်ဆောင်ရမယ်ပေါ့နော်အဲ့လိုမှမဟုတ်ရင်ရန်ကုန်တွေကိုပုံမှန်ပြန်လဲပေးစားမှုမရှိဘူးကျွေးကြံတွေဖြစ်ပေါ်နေရဆိုလို့ရှိရင်လည်းဒါစီမံကိန်းကြောင်းလက်ဆောင်ရရမယ်အဲလွယ်တော့ကားရေလုပ်တယ်ကြီးရလုပ်ငန်းဖွဲ့ရဖြစ်ဖြစ်ကြီးရသူကြီးရတားရရပဲဖြစ်ဖြစ်ရန်ကုန်တွေကိုလည်းတက်မလာလုပ်မယ်ကိုကျိုးချမယ်ဆိုလို့ရှိရင်လည်းဒါညီမတို့ကြောင်းလက်ဆောင်ရမှာဖြစ်တယ်အဲစီမံကိန်းလက်ဆောင်တော့မှညီကြက်တွေလိုင်းထောင်မှုမရှိဘူးဆိုလို့ရှိရင်လည်းဒါကြောင်းလက်ဆောင်ရမှာဖြစ်ပါတယ်ပေါ့နော်ဒီစီမံကိန်းကိုဒီကြီးရကနေပြီးတော့အောင်မြင်အောင်စီမံခန့်ခွဲလက်မှတ်နိုင်မှုမရှိဘူးဆိုလို့ရှိရင်လည်းဒါညီမတို့စီမံကိန်းကြီးရကြောင်းလက်ဆောင်ရမှာဖြစ်ပါတယ်ရှင် ါကဒါညီမစီမံကိန်းကျင်းအောင်တောင်းတဲ့ဆောင်ရွက်တာရဲ့အာရပုံငွေစီစဉ်မှုပုံစံဖြစ်ပါတယ်ဒါညီမတို့ပေါ့နော်ဒါမျိုးနယ်တူတွင်စီမံကိန်းကျင်းအောင်တောင်းတဲ့ဆောင်ရွက်မယ်ဆိုလို့ရှိရင်အဲဒီညီမတို့ဒီတောင်းတဲ့ဆောင်ရွက်မယ်ကြည့်ရဆင်းရှင်ရနေပြီးတော့သူရဲ့မျိုးနယ်ဆင်းရှင်တွေကိုပြန်ထည့်မျိုးနယ်ဆင်းရှင်ရနေမှာနောက်ထပ်အကောင့်ထဲပေါ်ဆောင်ရွက်လို့ရတယ်ကြည့်ရဆင်းရှင်တွေကိုထည့်ပြီးတော့ဒါစီမံကိန်းကျင်းအောင်တောင်းတဲ့ဆောင်ရွက်ရမှာဖြစ်ပါတယ်အဲမျိုးနယ်မူတူပေါ့နော်မျိုးမျိုးနယ်ချတောင်းတဲ့ဆောင်ရွက်မယ်ဆိုလို့ရှိရင်အဲဒီကြည့်ရဆင်းရှင်ရနေပြီးတော့မျိုးနယ်ဆင်းရှင်တွေကိုပြန်ထည့်မျိုးနယ်ဆင်းရှင်ရနေမှာညီမတို့ဒါမျိုးနယ်မတူတဲ့အတွက်တခြားမျိုးနယ် ော်ကျောင်းမှာဖြစ်တဲ့အတွက်အဲမျိုးနယ်ရဲ့အဲပေါ့ဘီဘီမျိုးနယ်ပေါ့အဲနောက်တစ်မျိုးနယ်ရဲ့ဒီမျိုးနယ်ဆင်းရှင်တွေကိုထည့်ပြီးဆိုတော့မှဒီကြီးကဆင်းရှင်တွေကိုထည့်ပြီးတော့အကောင့်ထဲပေါ်ဆောင်ရွက်ရမှာဖြစ်ပါတယ်ရှင်ဒါတော့ဘဏ္ဍာနှင့်အတွင်းမျိုးနယ်ပြင်ပါပေါ့အဲဒီဘိုလ်ကြီးချုပ်ကော်မတီကနေပြောအတီးပြုလိုက်ပြီးအတီးပြုလိုက်ပြီးတော့ပေါ့နော်ဒီကြီးအဆင်းရှင်တဲ့ကိုရမုံငွေရောက်သားပြီးပြီးဒီစီမံကိန်းကဆက်လက်လုပ်ဆောင်လို့မရဘူးဆိုလို့ရှိရင်ညီမတို့ဒီဒီဖော်ပြပါအဲပါဝိုင်းအတိုင်းဒီဖန်ဖလိုတိုင်းပေါ့နော်အဲစီမံကိန်းပြောင်းလဲဆောင်ရွက်ရမှာဖြစ်ပါတယ်ရှင် ဒါတော့ဒီမှာဒါပြည်နယ်လိုက်ပြည်နာကြီးပေါ့နော်ဗန္ဒာမြင်လိုက်ဒါညာကျန်းဆူညာရင်းကြောင်းလက်ဆောင်ရထားရှိမှုအခြေအနေဖြစ်ပါတယ်ဒါကြတော့ပေါ့နော်ဒါညီမတို့ဒီစီမံကိန်းကြီးကကြောင်းလက်ဆောင်ရပဲဆိုလို့ရှိရင်လွယ်တဲ့ထောက်ထားရတာဘာတွေလဲပေါ့ဒီလွယ်တဲ့ထောက်ထားလေးတွေကိုသိရှိနိုင်ဖို့အတွက်ရည်ရွယ်ပြီးသင်ပြရတာဖြစ်တဲ့အဲ ဒီကြည့်ရတောင်းလဲဆောင်ရမယ်ဆိုလို့ရှိရင်တောင်းလဲဆောင်ရလို့တဲ့အကြောင်းအရာပြည့်စုံရေးသားဖော်ပြရမယ်ဒီမှာဆိုလို့ရှိရင် VIP ကြောင်းမယ်ဆိုလို့ရှိရင်လည်း VIP ရဲ့ဆန့်ကျင်ဆန့်ကျင်လေးတွေနောက်ကြောင်းမရွာအတွက်ပေါ့နော်ဖက်ဖို့ဖက်ပြီးတော့ရေးပြရမယ်အဲပြီးလို့ရှိရင်ကြည့်ရစီဝေးမှတ်တမ်းညနေစီဝေးမှတ်တမ်းလို့တဲ့ကြည့်ရစီဝေးမှတ်တမ်းမှာဆိုလို့ရှိရင်ဒါညွှန်းလို့မညွှန်းမှာလည်းပါတာပြတာဖြစ်တယ်ကျွေးချံကျွေးချံဖြစ်ပေါ်နေတဲ့ကြည့်ရဆိုလို့ရှိရင်ကြည့်ရလုပ်ငန်းအဖွဲ့ရဲ့သဘောတူညီချက်တောင်းတာကြာမလို့ပေါ့နော်ဒါညွှန်းလို့မြို့နယ်လုပ်ငန်းအဖွဲ့ရဲ့သဘောတူဆောင်ရွက်ချက်တွေပဲဒါပြောင်းလဲဆောင်ရွက်လို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဘန်ရှင်းနိုင်မိတူလို့မယ် ပြီးရင်ဒေယာရဲ့စီမံကိန်းညမုံငွေရှင်းလင်းချက်ဒီမှာဆိုလို့ရှိရင်စီမံကိန်းညမုံငွေရှင်းလင်းချက်ပေါ့နော်စီမံကိန်းညမုံငွေရှင်းလင်းချက်မှာဆိုလို့ရှိရင်ပေါ့နော်ညီမတို့ဒီစီမံကိန်းစတင်တဲ့ပထမနှစ်ဘဏ္ဍာနှစ်ကနေစပြီးတော့ကြောင်းလက်ဆောင်ရမယ်ဒီနောက်ဆုံးဆောင်ဖို့ဘဏ္ဍာနှစ်ကြီးဘဏ္ဍာနှစ်လိုက်ကြချက်မှုလေးတွေလိုပါတယ်တော့ဒုပေမဲ့ပေါ့နော်အရှိနေတွေကလည်းပြင်ညာဆွေးနွေးတာလေးရှိတယ်အဲတွေးခံနေမှာလည်းအမအမဆွေးနွေးတဲ့နေရာကြားရပေါ့နော်အရှိဆောင်ဝန်ကဘဏ္ဍာနှစ်ကဟာတွေကဆောင်ဝန်လိုက်ကြချက်မှုတွေကမရှိတာတွေလည်းရှိပေါ့နော်ဒါကြေလို့မှရှိတယ်ဆိုရင်တော့ပေးပေးဖို့လိုတယ်မရှိဘူးဆိုတော့ဒီနောက်ဆုံးဆောင်ဝန်လေးကိုတော့တရားကိ ိတ်တိဆောက်ပြီးတော့တင်ပြပေးဖို့လိုပါတယ်။ပြီးရင်ဒါညီမတို့ဒါပြောင်းလဲဆောင်ရမယ်ဆိုလို့ရှိရင်ပြောင်းလဲဆောင်ရလိုတဲ့ကြီးရရင်ကြီးရတင်ပြစာပါဝင်ရပါမယ်။ပြီးရင်ဒါပေါ့နော်နောက်ပြောင်းနောက်နောက်ကောင်းမဲ့ပေါ်ဆောင်ရလိုတဲ့ကြီးရရအတွက်ကြီးရရေးရွေးချယ်ထားတဲ့အထောက်အထား PPIC ဆိုတာလိုတယ်။အဲပြီးရင်ဒါညီမတို့ပြောင်းလဲဆောင်ရလိုတဲ့ကြီးရအတွက်ပြည်နယ်တိုင်းစစ်ဆေးရေးအဖွဲ့မှအတီးပြီးစာပြည်နယ်တိုင်းပြည်ထောင်စုကော်မတီရဲ့ဒီပြုချက်ဒီအားကြတော့ပေါ့နော် ဒါကတော့မန်နီယာမှာလည်းပါထားပြီးသားဖြစ်တယ်ပေါ့နော်။ကျင်းကအတိတ်လုံးမယ်ဆိုလို့ရှိရင်လည်းပြည်내တိုင်းဒေသကြီးဆူရဖွဲ့ရဲ့အတီးပြူစာလိုသလိုပြောင်းလဲဆောင်မယ်ဆိုလို့ရှိရင်လည်းဒါပြည်내တိုင်းဒေသကြီးကြီးကြပ်မှုကော်မတီရဲ့ဒီပြူဇက်ဆိုတာလိုတယ်။ပြောင်းပြောင်းဆောင်ရွက်ရတာဒါပြည်내တိုင်းဒေသကြီးကြီးကြပ်မှုကော်မတီရဲ့ဒီပြူဇက်ဆိုတာထည့်ပေးရမှာဖြစ်ပါတယ်။ပြီးတော့အောက်မှာပေါ့နော်ဒီမြို့ရွာတွေကျွေးချယ်ကြီးရည် ွေးခန့်ကြီးကနေပြောင်းလဲစာရမယ်ဆိုလို့ရှိရင်ဒီွေးခန့်ဖြစ်ပေါ်နေတဲ့ဘဏ္ဍာနှစ်ခါနေစပြီးတော့ပေါ့နော်ဟိုသူကတော့30ပြည်ပါပြီ30ပြည်ဝကျွေးခန့်တော့ကျွေးခန့်ပဲဒါပေမဲ့30ပြည်ဝလို့ပြောင်းလဲဆိုပေမဲ့သူကျွေးခန့်ဟိုကျွေးခန့်ဖြစ်ပေါ်နေတဲ့ဒီဘဏ္ဍာနှစ်ခါနေစပြီးတော့ပေါ့နော်ဒီအဲ့အတိုးတွေကိုရက်ဆိုင်ထားတဲ့အခြေအနေတွေပေါ့ဥပမာဟိုညီမတို့ဒီရုံးချုပ်ကိုပေါ့နော်တက်တန်းတို့တင်ထားတာလားအတိုးရက်ဆိုင်ထားတာလားဘာမျိုးတစ်ခု ပေါ့နော်ဟိုအရှင်ယူထားတဲ့ဟာတခုခုရှိရဲဆိုလို့ရှိရင်အဲ့ဒီအထောက်ထားလေးတွေတော့မို့တရားစွဲထားတာပေါ့ဥပဒေအရယူထားတာရှိတာဒါမျိုးထောက်ထားလေးတွေမှာ30ပြည့်လို့ကြောင်းမယ်ဆိုလို့မတ်တီငွေပြည့်လို့ကြောင်းမယ်ဆိုလို့ရှိရင်ဒီလိုထောက်ထားတွေပါပူတွဲပြီးတော့ညီမတို့ဒီရုံချုပ်ကိုပြင်ပြပြရမှာဖြစ်ပါတယ်အဲပြီးတော့ပေါ့ဒီကျွေးကြံကျွေးရတွေတောင်းလဲဆောင်ရမယ်ဆိုလို့ရှိရင်ပေါ့နော်ဟိုဒီကျွေးကြံဖြစ်ပေါ်နေတဲ့ညီမတို့ဒီအသင်းသားဦးရေရင်းတိုးငွေတွေနာပေါ့ဒါလက်ဆင်ပြန်ပြန်ပြဖို့နေတဲ့ကျွေးကြံမှာပေါ်နေတဲ့အသင်းသားဦးရေရင်းတိုးငွေတွေနဲ့ တူညီမှုရှိရမယ်တိုက်ဆိုင်စစ်စစ်ပြီးမှပဲဟိုကျွေးရပြောင်းဆောင်ရွက်ရမှာဖြစ်ပါတယ်ဒါတော့ဒါညီမဆက်ဝန်လိုက်ဟိုနမူနာတွေ့ချက်မှုပုံစံပေါ့နော်ဒါတော့ညီမလေးဒါနောက်ဆုံးဆက်ဝန်ကိုဟိုရေးဟိုဘာထုတ်လုပ်ပြီးတော့ရေးထားရဖြစ်တယ်ပေါ့နော်ဒီမှာဆိုရင်ဒီဆက်ဝန်လိုက်တွေ့ချက်မှုမှာဆိုလို့ရှိရင်ဒီနောက်ဆုံးဆက်ဝန်မှာဆိုဟိုဆက်ဝန်လိုက်ကိုဘယ်လိုပဲတွေ့တွေ့ဒီချက်လေးတွေအောင်ချက်ပါပေးမှရမယ်ပေါ့နော်ဒါညီမတို့ကလည်းဟိုရွာပြောင်းပြီဆိုလို့ရှိရင် case ကိုတေချာပြန်ပြီးတော့ဟို ရေရတယ် MS နေရတယ်ပြီးရင်ညွှန်းလို့ရအရှိမရှိရဲ AD တွေ BD တွေကိုတစ်ချက်ရှင်းပြရပေါ့နော်အဲ့လိုရှင်းပြလို့ရှိရင်ညွှန်းလို့ဒီလိုအချက်လေးတွေကိုအဲထုတ်ချင်းဝင်ရဘလောက်ပါဘယ်ရတော့ဟိုအတိုးနှောင်းရတော့ဘလောက်ပါကာလာတော့ဘလို့ပါအဲ့ပြီးရ ကျွန်တော်တို့ဘလောက်ပါဆိုတော့မြေရှင်းရရဖြစ်တဲ့အတွက်ဒီချက်တွေမှဝယ်ရမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ပေါ့နော်ဒါရခင်ဆောင်မွေးရဲ့ဗလန်ကျန်တခုပေါ်ပြရမယ်အဲ့ဆက်ဟောရခင်ဆောင်မှာဆိုလို့ရှိရင်ဗလန်ကျန်လည်းရှိနိုင်တယ်စုစုငွေသားလည်းတန်လည်းရှိနိုင်တယ်လေအဲ့ဒါလည်းပေါ်ပြရမယ်အဲပြီးတော့ပေါ့နော်ဟိုဗလန်ကျန်ကြီးကနေထုတ်ကြည့်အောင်မဟုတ်ဘူးဆက်တော့လည်းဆိုထုတ်ကြည့်လိုက်တာဆက်တော့လည်းထုတ်ကြည့်ရဆိုလို့ရှိရင်ဆက်တော့လည်းထုတ်ကြည့်ရဆိုတာမျိုးလေးမှတ်ချက်တစ်ချက်ရေးပြရမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီရခုဆောင်ဝင်ပေါ့ဒါနောက်ဆုံးကြောင်းလည်းနဲ့ဆောင်ဝင်ဆက်ပေါ့နော်အဲ့ဆက်ဝင်တွေထုတ်ကြည့်ငွေပမာဏဘလောက်ဆိုတာရေးပြရမယ်ပြီးရင်အတင်းသားကြီးဘလောက်ဆိုတာလည်းဖော်ပြပြရမယ်သတ်မှတ် ုံလုံးကဘယ်လောက်လဲပြီးရင်သမှတ်တဲ့ကာလဘယ်လောက်လဲပေါ့ပြီးရင်ပြန်လဲပြဆက်တဲ့အရင်အတင်းနောက်ကြီးဘယ်လောက်ကအရင်ဘယ်လောက်ကိုပြန်ဆက်တာလဲဒါကြွေးချက်မကြမ်းကိစ္စမရှိဘူးကြွေးချက်ကြမ်းတဲ့ကဆိုလို့ပြောရှင်ရင်အတင်းနောက်ကြီးဘယ်လောက်ကအရင်ဘယ်လောက်ကြမ်းပါတယ်အတင်းနောက်ကြီးဘယ်လောက်ကအခုဘယ်လောက်ကြမ်းတာကြမ်းပါတယ်ဆိုတာကိုတစ်ချက်ဖော်ပြပြမှာဖြစ်တယ်အဲပြီးလို့ရှင်ရင်ပြဆက်ရတဲ့ရှိတဲ့အရင်တွက်အတင်းနောက်ကြီးဘယ်လောက်ကပဲပြဆက်ရကြမ်းတာလဲပြဆက်ရတဲ့ရှိတဲ့အတိုးအတွက်အတင်းနောက်ကြီးဘယ်လောက်ကပြဆက်ရကြမ်းတာလဲဒါလည်းဖယ်ပြရမယ်ပေါ့နော် ပြီးရင်အဲ့ဒီဆောင်ဝတ်တစ်ခုအတွက်ပေါ့နော်ဒီနောက်ဆုံးဆောင်ဝတ်အတွက်တို့အုပ်ချုပ်မှုတောင်းဆိုဘယ်လောက်လုပ်ထားရလဲအုပ်ချုပ်မှုတောင်းဆိုလိုတယ်ပြီးရင်အဲပြီးရင်ငွေသားလက်ခံရှင်ငွေသားလက်ခံပေါ်ပြပေးရမယ်အခြားရငွေတွေရှိရဆိုလို့ရှိရင်ခြားငွေရငွေတွေထည့်ပေးရမယ်ဒါတွေအားလုံးတွက်ချက်ကြည့်လိုက်တဲ့အခါမှာအဲတွက်ချက်ကြည့်လိုက်လို့ရှိရင်ပေါ့နော်ဒါညီမတို့နောက်ဆုံးပြောင်းလဲဆောင်ရွက်မယ်မတ်တီရန်ပုံဝေးဟို ပြန်ရပြီးပြောင်းမယ်ဆိုလို့ရှိရင်အဲ့ဘန်လက်ကြံနဲ့ညီမတို့ဒီတွက်ချလိုက်တဲ့ဟာတွေကထူရပါမယ်။ထူမှာပဲဒါညီမတို့ဗန်ရှင်းနဲ့နဲ့ကြိုက်တယ်ဆိုလို့ရှိရင်ဒီကြာပြောင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။အဲပြီးတော့ပေါ့နော်ဒီမှာမြေချရှိတာကညီမတို့ဒီစီမံကိန်းဆောင်ဝန်ကလာပြီးမှရရှိရအတူရငွေရနေပြီးတော့ထပ်မံထူကြည့်တဲ့ငွေတွေရှိရတယ်။တချို့ဆိုလို့ရှိရင်အတူရငွေတွေရနေပြီးတော့အဲ့လိုမျိုး ထပ်ထိုက်ထုတ်ကြီးတဲ့ငွေတွေရှိတယ်ဆိုလို့ရှိရင်လည်းထပ်ထုတ်ကြီးတဲ့ရရထပ်ရေးအသင်းသားဦးကြီးဘလောက်ကိုထုတ်ကြီးလိုက်တယ်ငွေဘလောက်ကိုထုတ်ကြီးလိုက်တယ်ဆိုတာပဲအဲ့ဒီအဲ့ဒီရှင်းတဲ့အောက်ထဲမှာပဲထည့်ရေးပေးရတယ်အဲ့ဒါဆိုလို့ရှိရင်အသင်းသားအဟောင်းကအစ်တလာတော့အချက်ခွဲပေးရမယ်မဟုတ်လို့ရှိရင်ညီမတို့ကရေထည့်ထုတ်ကြီးတဲ့အသင်းသားပထမဆုံးထုတ်ကြီးတဲ့အသင်းသားကအစ်စ်ဆိုလို့ရှိရင်တို့ရငွေတွေထပ်ထုတ်ကြီးတာဒီတချို့ဆိုအဟောင်းကိုပြန်ထုတ်ကြီးရရှိတယ်အဟောင်းဆိုရင်90 90ပဲတချို့ကလည်းအစ်စ်ကိုထုတ်ကြီးရလို့ရှိရင်ညီမအောက်ဆုံးကပြန်ပေါ်ပေးရမယ်အသင်းသားကြီးဒီ50ကျော်ဖြစ်သွားမှာ ဟုတ်တယ်နော်အဲ့လိုဆိုတော့အဲ့အကြောင်းကိုဒီအတင်းသားကြီးတွေကအဟောင်းလားအစ်စ်လားဆိုတာဒီတစ်ချက်ပေါ်ပြရမှာဖြစ်ပါရဲ့ရှင်ဒါကတော့ဒါညီမဒီစီမံကိန်းကြီးရာပြောင်းလဲဆောင်ရွက်မှုအခြေအနေရဲ့နမူနာပုံစံဖြစ်ပါတယ်ဒါညီမ February လကပေါ့နော်ဒီပဲခူးတိုင်းကိန်းသားကြီးကိုပြောင်းလဲဆောင်ရွက်ပေးထားတာဖြစ်တယ်ဒါကညီမဒီကိုင်းတဲ့ကာလလက်ချောင်းမှာပေါ့နော်ဒါညီမလုပ်ထားတဲ့အနေထားပေါ့နော်ဒါတာယာဝတီ တာယာဝတီကနေတာယာဝတီပေါ့နော်မြို့နယ်ကြီးပဲညာလေးတို့ဒါမြို့နယ်ကြီးကြောင်းတဲ့ဆိုင်မှာဖြစ်တယ်ဒီ15 16ကရွာလား15 16က15 16ကဒီနှစ်လေးနှစ်ငါးပန်းတိုင်းမှာပြောင်းလာဒီနှစ်လေးနှစ်ငါးပန်းတိုင်းမှာပြောင်းလာဟုတ်ပြီမြို့နယ်လည်းတူတယ်ဒီနှစ်လေးနှစ်ငါးပန်းတိုင်းမှာပြောင်းလာဖြစ်တဲ့အတွက်ညာလေးတို့ဒီ15 16မှာတရွာတည်ယူနေအနှုံဒီနှစ်လေးနှစ်ငါးပန်းတိုင်းမှာတရွာတည်ယူနေအတူ တစ်ခါတည်းထည့်ထားပြရမှာဖြစ်တယ်ပြန်ပြီးသွားပြီဆိုလို့ရှိရင်เนาะဒီစင်းလေးတွေတော့တစ်ခါတည်း update လုပ်ထားပြရမှာဖြစ်တယ်ပေါ့เนาะ computer ရပြီဆိုရင်နောက်တစ်ခု lebran lebran မှာဆိုလို့ရှိရင်56 6က2ရွာတိတ်ပြီးနဲ့2ရွာတိတ်ပြီးတစ်ခါနေပြီးတော့ဒီကလေးနှင်ငါပန်းနာနေမှာဒီမလေးတို့တရားဒီနည်းကိုပြောင်းလာနော်တရားဒီနည်းကိုပြောင်းလာဖြစ်တဲ့အတွက်ဒီ56 6ပန်းနာနှစ်မှာရွာတို့2ရွာတိတ်ပြီးနဲ့အနှုတ်ဒီနှစ်လေးနှင်ငါပန်းနာနှစ်မှာတရားတိတ်ပြီးနဲ့အတိုးဆိုတာကိုတစ်ခါတည်းထည့်ပြီးတော့ဟို update စင်းလေးတွေလုပ်ထားပြရမှာဖြစ်ပါတယ်ပေါ့เนาะ ဒီအကအေးစေဒီအကကိုပုံစံကကြာတော့ဒါညီမတက်တက်တည်ထားပြီနော်ဒီဘက်1415လေးစပြီးတော့2425ပေါ့အခု2425ဒီပေါ့2324ဒီပေါ့နော်ဒါနောက်နောက်ဆုံး2526တော့မှာဆို2425ဖြစ်လိုက်တာ2425ဒီကိုဘလို့ပဲပြောင်းပြောင်းပြောင်းလာလို့ရှိရင်အနှုတ်ကိုဘက်နောက်ထပ်ပန္နာနှစ်မှာအစ်စ်ပေါင်းပြရမှာဖြစ်ပါတယ်ရှင်ဒါညီမအဲညီမဆက်ပြီးတော့ ုင်တဲ့အချိန်မှာပေါ့နော်ဒီအခုချိန်ဒီပေါ့ဒါမြန်မာတွေ့ရှိရဲ့ဒေလာရရှိချက်လေးဖြစ်တဲ့အဲဒီစီမံကိန်းကြီးရတွေပေါ့နော်တရားတောင်ပြန်လာပြီဆိုလို့ရှိရင်ဒါမြန်မာတို့ case တွေကိုဖတ်ကြည့်လိုက်တယ်။ case တွေကိုကြည့်လိုက်တဲ့အချိန်မှာပေါ့နော်ဒါ ဟိုအတိုးတွေခုနကညီမတို့ပြရတဲ့ဆောင်းမွန်လိုက်တစ်ချက်မူလေးတောင်းတဲ့ချိန်မှာတွက်ကြည့်လိုက်တယ်ကြည့်ကြည့်လိုက်တယ်ဆိုလို့ဆိုရင်အတိုးတွေကိုမတွက်ထားရချီရပေါ့နော်အဲ့လိုဆိုတော့ဘလို့ကြောင့်လဲပါလဲဆိုတာကကျွေးကြံဖြစ်တဲ့ရွာတွေကျွေးကြံဖြစ်တဲ့ရွာတွေဆိုလို့ရှိရင်ပေါ့နော်ဒါအရှိရက်ကအမတွေလည်းတော်တော်များများတင်သွားပြီးဖြစ်တယ်ပေါ့နော်ဒီလိုအခြေအနေတွေဖြစ်လာပြီဆိုလို့ရှိရင်ကျွေးကြံနေဖြစ်နေပြီဆိုလို့ရှိရင်ဒီညီမတို့စမန်လေးတို့ရံတွေကိုအတူရဆိုင်တာမှလားဒါမှမဟုတ်ကိလေခွန်းတွေတင်မှလားတက်တန်းတွေတင်မှလားဒါမျိုးအခြေအနေလေးတွေဆောင်ရွက်ထားဖို့လိုတယ်အဲပြီးတော့ဒီလိုတရားစွဲတာလုံးဝခွင့်ပြုရထားရတာဆရာဆရာမတို့လုံးလုံးလုံးဒီတိုင်းပေါ့နော်လုံးထားပေးဖို့လိုတယ် ယ်ပေါ့နော်အဲတကယ်လို့မတ်တင်ဝေးပြေးလို့ပြောင်းမယ်ဆိုလို့ရှိရင်ဒီထောက်ထားရလဲမိုင်းလေးတို့တစ်ချက်ကရုံကျုပ်ကိုဘယ်လိုတင်ထားပါလဲဆိုတော့စာလေးတစ်စောင်းပါလာရပြီပေါ့နော်ဟုတ်အဲတင်ညာထောက်မှုတွေမရှိတာတွေ့ရပေါ့နော်နောက်လျှောက်တာပြောင်းလာတာမတ်တင်ဝေးပြေးလို့ဒါပြောင်းလာတာဒါပေမဲ့ဒါမျိုးလေးတွေမလုံခိုင်းရမျိုးလေးတွေရှိတယ်ပြီးတော့ဒီကျေးကျေးကြီးကနေနောက်ဆက်ဆောင်ရမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီညတို့ဒီလက်ချက်မှုတောင်းလိုက်တယ်နောက်ဆက်ဆောင်ဝေတော့လက်ချက်မှုတောင်းလိုက်ပြီဆိုလို့ရှိရင် လာကျင်ရုံချုပ်ကိုဒီပြန်လည်ပေးတယ်လေလာကျင်ရုံချုပ်ကိုကျွေးချန်ဆင်းရင်ပေးတယ်ကျွေးချန်ဆင်းပေးတဲ့အချိန်မှာအတင်းသားဥယျာဉ်နဲ့ရင်းတို့ငွေကဒီညီမတို့ကျွေးရကြောင်တင်လာတဲ့အတင်းသားဥယျာဉ်နဲ့ရင်းတို့ငွေနဲ့နည်းနည်းကွာဟန်နေပြရတယ်ကွာဟန်နေပြရတယ်ဒါပေမဲ့အဲ့ဒီခါကကြောက်ရွံ့လဲပေါ့နော်ကွာလို့မရဘူးအဲ့ကျွေးချန်မှာလာကျင်ရုံချုပ်ကိုပေးနေတဲ့ကျွေးချန်ကဆိုလို့ရှိရင်စင်းစစ်ပေါက်ပြားဟာဖြစ်တယ်စင်းစစ်ပေါက်ပြားဟာဖြစ်တဲ့အတွက်ပေါ့နော်ဒါညီမတို့ အများနဲ့ဆောင်ရလဲဆိုလို့ရှိရင်ညီမတို့ကဒီအပေါ်စာနဲ့ပြန်ထပ်ပေးလိုက်လို့ရှိရင်ဒီကြံနဲ့အတင်းနှောင်းကြီးဘလောက်အရင်တို့ဘလောက်ပြန်တော့ပါဆိုပြီးညီမတို့ကဒီအပေါ်စာမှာပြန်ထပ်ပေးရလေအဲ့လိုဆိုတော့ဒီအတင်းနှောင်းကြီးနဲ့အရင်တို့ဝင်တာတွေးကြမှာပေါ်နေတဲ့ဒီဟိုအရင်တို့ဝင်အတင်းနှောင်းကြီးနဲ့သူ့ကိုတွားပါမယ်ဒသမကြီး point နှလုံးကြီးသုံးလုံးကြီးအဲ့ဒါတော့မရပါဘူးပေါ့နော်ဒါညီမတို့ပြန်မြင်လိုက်ရတာရှိတယ်ပေါ့နော်အဲဒါမျိုးလေးတွေတေချာစစ်စစ်ပေးဖို့လိုတယ်ပေါ့နော်ပြီးရင် င်ညာတိုင်းကဒါကြီးကြီးကျမှုကောင်ပြည်ဒီကြီးကျမှုပါဖို့ပေါ့တချို့ပြည်ညာတိုင်းကြီးပြောင်းတယ်ပြောင်းတဲ့အချိန်မှာကိုကြီးရေပြည်ညာတိုင်းကြီးကြီးကြီးကျမှုကောင်ပြည်ဒီကြီးကျလိုတယ်နော်ဒါညီမတို့မင်းမြန်မာလည်းပါပြီးသားကြည့်ရတော့လည်းဆိုရင်ကျမဆိုလို့ရှိရင်ပိုက်ဆက်နဲ့မှာပါပိတာပေါ့နော်အဲ့လိုဆိုတော့အော်ဟုတ်လားတင်ပြရမှာလားတင်ပြရမှာအဲဒါမျိုးလေးတွေပြောတာရှိတယ်ပေါ့နော်ကဲလုတ်ကတော့လုတ်ပေးပါတယ်မလုတ်ပေးရပေါ့ပေါ့နော်မသိမသိတာမျိုးလေးတွေဖြစ်မှာဆိုလို့ထည့်သွင်းရေးသားရေးသားထားခြင်းဖြစ်တယ်ပေါ့နော်ပြီးတော့ဒီဆောင်းမလိုက်ရွေးစင်းရှင်းတဲ့နေမပေးနိုင်ဘူးပေါ့ တချို့ပြောင်းတယ်လုံးဆက်ပြီးလို့ပြောင်းတယ်ညီမတို့ကိုဒီတင်လာတဲ့ဟာကရှင်းနှန်းကောင်မပြည့်စုံဘူးပေါ့ပဲခုနကညီမပြောတဲ့ချက်တွေဆိုလို့ရှိရင်ဒီတိုင်း case ပြဆောက်ပြဆောက်ရအောင်ရတယ်လေတကယ်တမ်းပြောရမယ်ဆိုလို့ရှိရင်ဒီ30ပြည့်သွားတဲ့ဆိုပေမဲ့ဒီဆက်ဝန်းတက်ဘလို့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 တော့လိုက်တာပါဆိုတာမျိုးတွေအဆင်ပြေလေးတိတ်ဆိုင်ဟိုကဖြစ်မယ်ဆိုလို့ရှိရင်အဲ့လိုမဟုတ်ဘူးဟိုကျွေးကြံရလဲကြံတယ်ဒါပေမဲ့ကျွေးကြံမှာပေါ်နေလားဆိုတော့လေလာချင်ရုပ်ချက်ကိုကျွေးကြံပေါ်ထားတာလည်းမရှိဘူးဒါမျိုးပြရည်လည်းရှိတယ်30ပြည့်လို့ပြောင်းတဲ့ချိန်မှာအဲ့ဒီတိုးတွေကဘလို့တော့ဘလို့တက်တာလို့ပြီးအပြန်လာတော့ဟိုလေဒါမျိုးတွေရှိတယ်ပေါ့နော် လိုမျိုးတွေမပေးနိုင်တာတွေရှိတယ်။ပြီးရင်ဒီကြောင်းလက်ဆောင်ရတဲ့ဟိုကြောင်းလက်ဆောင်ရပြီးသားပြီဆိုလို့ရှိရင်နောက်ထပ်ချက်ပြီးတော့ပေါ့နော်။ဒါညောတို့ခုပြည့်တဲ့ရပြီးပြီးကြောင်းလက်ဆောင်ရပြီးပြီဆိုလို့ရှိရင်ဒီလိုပေါ့မှတ်တမ်းထားရှိမ ရှိဘူးပေါ့အတိတ်ချင်းသင်္ကားချင်းလို့မရှိဘူးဒါလည်းဟိုအရင်ကောင်မဟုတ်ပါဘူးတချို့နေတိုင်းတွေလည်းဖြစ်ရတိုင်းတွေလည်းဖြစ်ထားမှာပေါ့ပေါ့နော်ဟိုအဲ့ဒါလေးကိုတစ်ခါတည်းကြောင်းပြီးပြီးဆောင်ရွက်ခင်ရပြီးပြီးကြောင်းလည်းဆောင်ရွက်ခင်ရပြီးဆိုလို့ရှိရင်ဒီဘက်မှာအနောက်ကိုဘက်မှာအပေါင်းဒီဘက်ကနေမှာလာပေါင်းကိုဘက်ကနေနေမှာပေါင်းတော့ဒါမျိုးလေးတွေတစ်ချက်လုပ်ပေးဖို့လိုတဲ့စွာလေးကိုအဲပြောကြားလိုက်ခြင်းပါတယ်အကြံပြုချက်နေနေရကြတော့ပေါ့နော်ဒါညီမအဲလေးလိုက်ပြီးရှိချက်ကိုပဲပြန်ပြီးတော့အကြံပြုထားတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မိကွန်များပြန်ပြန်နိုင်ပါရဲ့ရှင်